stock trading ဘယ်လိုစမလဲ stock trading စမှာဆိုရင်အကောင်းဆုံးကတော့ paper trading account နဲ့စအကောင်းဆုံးပဲ Google မှာ stock trading demo account stock trading practice account stock trading paper account ဆိုပြီးတော့ရိုက်ထည့်တော့ရပါတယ်အဲ့လိုရိုက်ထည့်တယ်မဆိုရင် paper trading account လည်းအများကြီးထွက်လာနိုင်မယ်ကိုကြိုက်တဲ့နေရာမှာဖွင့်ကြည့်လို့ရတယ်အဲ့ account တွေဖွင့်မှာဆိုရင်တော့ free ပါပတ်စံမတောင်းပါဘူး အဆက်ပေးရဆိုရင်အစ်စ်မဟုတ်ဘူးခင် ပို့ပြီးတော့များပါတယ်အဲအားကြောင့်အထူးတတိထားပါအကောင်းဆုံးကတော့ day trading movement stop တင်တတ်ပြီးတော့မှ stop trading လို့အကောင်းဆုံးပါပဲ stop trading နဲ့ပတ်သက်တဲ့ video တွေဆရာရဲ့ YouTube channel မှာတွားပြီးတော့ကြည့်လို့ရပါတယ် share လုပ်ထားပါ subscribe လုပ်ထားပါ caution ဒီနေ့ထပ်တက်လိုက်တယ် caution တက်လိုက်တာပို့ပြီးအချိုးရင်းရှိတယ်ခေါင်းမျိုးပို့ကောင်းပါဘယ်ဟာပို့ကောင်းလဲဆိုတော့ဆရာကနေ up trend နေ up trend နဲ့ ငါးလမ်းနီးလမ်းငါးလမ်းရှိရဲ့အဲ့ဒါတွေကကျင်းအကြိုက်ဆုံးဒီကုန်တွေကအရင်အထိရောက်တယ်ကျင်းအဲ့လိုကြီး expert မဖြစ်ပေမဲ့ဆရာရဲ့ဒီ app ခင်ပါလဲ app ဟာတွေကိုတိချပိုင်တိုင်းလို့ရှိရင်အရှုံးလုံးဝမရှိဘူးဆရာဆရာကြီးကလောကဘာမှနားမလည်ရဘူးเนาะဆရာပြောတဲ့အတိုင်းပဲ line လုပ်ပါတယ်ဒီဟာတွေကိုအတိအကျတိကျတိုင်းလုပ်တယ်လုံးဝအချုံမရှိဘူး Hello ဆရာ CIS store ဆရာ clip တင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအဆမှာတော့ CIA အပေါ်တခါတည်းမဖမ်းနိုင်ဘူးပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အာခုဆိုတော့ကျွန်တော်အရင်ပဲမြင့်နေပါပြီဆရာအရင်ကျေးဇူးတင်ပါတယ် EC အတွက်အရင်ကောင်းတဲ့အလုပ်ပါလူတိုင်းလှုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော် အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပဲကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမာတင်နာမတက်ခင်တော့ကိုကကိုစာအုပ်ဖတ်တယ်လစ်လာတယ်ဒါမဲ့အသေးစိတ်တော့လစ်လာအခွင့်မရှိဘူးဆရာရီစီမာစီတင်နန်းတက်တော့အသေးစိတ်လစ်လာခွင့်ရှိတယ်ပြီးဆရာဟောပြတဲ့တင်ခန်းစာတွေကအထောက်ကိုရမ်းပြုတ်တယ်ကျွန်တော်အရင်နှုန်းကမလစ်လာခဲ့ဘူးတဲ့အဲ့ Penny Stock တဲ့ Patron မှာ20 option အရင်နှီးနေနေလေးနဲ့အမြတ်များများ ရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာတင်တာတဲ့ရည်ရနဲ့တလအတွင်းမှာ9500မြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူလို့ပြောလို့ရပါတယ်